ဒီကောင်မကြီးอ่ะအင်တာဗျူးတွေပဲပတ်ဖြေပြီးတော့ဘာဘာအမှုပညာအရေးချင်းမှမရှိပဲနဲ့ဒီစောက်ခွက်ကြီးတစ်ချိန်လုံးမြင်တာစောက်မြင်ကတ်ချင်ကတ်မှာပေါ့ပေါ့ငါးနှစ်တိုင်တိုင်ဒီထဲမှာဒီလူတွေကိုချစ်လွန်းလို့ကျမအကျင့်လဲနေတာကျမဒီပွက်တလို့ရှင်ငါပတ်စံရပြီးရောဆိုပြီးတော့ဓာတ်ပုတ်ရပြီးပြန်နေစားထဲမှာမပါဘူးသူတို့မှလည်းမွန်းချက်မှုရှိမယ်လို့ကျမထင်တယ်အဲ့ကြတော့ဒီကောင်မကြီးဆဲလိုက်လို့မွန်းချက်မှုပြေသွားရင်ကုသိုလ်ရနော်အဲ့ကြတော့ဆဲကြ တာကလေနေရတကပါရတဲ့အကြောင်းရင်းဆိုတာရှိတယ်ပေါ့နော်။ဆွေးကအမကြီးဒီဆိုင်ဖွံ့ဖွဲလေးတက်ချင်လို့ပါလို့ပြောလို့မှမရတာ။အဓိကဘာလို့ခေါ်လဲဆိုတော့သူတို့အတွက်လဲဒါကျိုးမြတ်တခုရှိလို့သာလူတွေကပတ်စံကုန်ခံပြီးကျမကိုငားတာပေါ့နော်ကျမဒီပွဲတက်လို့ရှင်ငါပတ်စံရပြီးရောဆိုပြီးတော့ဓာတ်ပုတ်ရပြပြန်နေစားတဲ့မှာမပါဘူးပွဲတစ်ခုတက်မယ်ဆိုသေချာ detail လုပ်တယ်ကျမ stylist ရှင်ကျမအားလုံးနဲ့သေချာလုပ်တယ်ပြီးရင်ဒီ site မှာအကြောင်းကိုသေချာမေးထားပြီးသားကျမသေချာလေး ြောပြတယ်ပေါ့နော်ပြီးတော့အားလုံးကိုလည်း sharing ပြန်လုပ်ပေးတယ်ပေါ့ပြောချင်တာကကွဲတက်တယ်ပြီးရင်ပြန်သွားတယ်အဲ့လိုမျိုးလည်းမဟုတ်ဘူးနှုတ်ဤဆောင်မှခြင်းပေါ့ဥပမာပေါ့ကွာစေရောကိုပါအမြဲတမ်းသူများအလုပ်ကိုစေတနာထားပြီးလုပ်တဲ့အတွက်ကျမထင်ပါတယ်အဲ့ဒီစေတနာရဲ့အကျိုးကိုကျမပြန်ခံစားရတာပါနော်လူတွေကကျမရဲ့ Facebook မှာရှိတဲ့ audience ရှိတယ်အဲ့ဒီ audience ဒီအဲသူတို့လည်းကြည့်မှာပဲဘလို့အနေထားမှာရှိလဲဆိုအဲအဲ့လိုမျိုးနဲ့ပတ်သက်ပြီးတော့လဲဒါ influence ပေါ့လူတွေအပေါ်ဘယ်လောက်ထိဒီအမျိုးသမီးတွေလွှမ်းမိုးလဲဆိုတာကြည့်ပြီးတော့ခေါ်ကြတာပါကျမလည်းပါချင်တိုင်းအဲ့လိုတွေလိုက်ပြီးနေရာတကာတွေပါနေရလည်းမဟုတ်ဘူးကျမလုပ်နေရလည်းအမှုပညာဖြစ်တဲ့အတွက်အမှုပညာဆိုတဲ့စကားကိုဘာလို့ပြောလဲဆိုတော့ကျမလုပ်ခဲ့တာ15နှစ်တိုင်တိုင်ဒီထဲမှာဒီလူတွေကိုချစ်လွန်းလို့ကျမအကျင့်လဲနေတာဆိုတော့လေအခုချိန်မှာတော့အောင်မြင်တယ်လည်းမပြောပါဘူးဘာပဲပြောပြောကိုကိုဒါချစ်ခင်ပေးကြလို့သားအခုကြည့်နေတဲ့လူထဲမှာလည်းချစ်ခင်တဲ့လူရှိတယ်လို့ စောင့်နေကြတယ်လို့လည်းရှိမှာပဲဒါရှင်းနေဘာဖြစ်လို့လဲဆိုတော့တစ်ချိန်လုံးကြီးလူချစ်အောင်လဲကျမဟန်လောက်ပြီးလဲမနေတတ်တာလဲပါတယ်နောက်တစ်ခုကအဲ့ဒါကလောက်ယူလို့လဲမရဘူးရှင်ကျမပွန်းပွန်းလင်းလင်းနဲ့ကျမပြပြမယ်ကျမကလိန်နေဟန်ဆောင်နေဆိုလေအဲ့လူတယောက်ကတသက်လုံးလိန်လို့မရဘူး15နှစ်လုံးလည်းလိန်လို့မရတယ်လို့အခုကပေါ်မှာပဲလူတယောက်ရဲ့စိတ်ဆိုတာပေါ်ဖို့ပေါ်တဲ့မျက်လုံးမှလည်းမြင်ရတယ်ဆွေရကြတော့ဘလို့လူမျိုးလဲဆိုတော့ကျမပြောဟိုသူများကိုပြောစေခြင်းနဲ့သူများကိုအပူမပေးခြင်းကိုစိတ်ညစ်နေရတောင်း တောင်းလေအဲ့လို face မှာထားပြီးအဲ့လိုလုတ်တဲ့ထဲမှာမပါဘူးကွာသိလားကိုကကွဲစိတ်ဖြေရှင်းတာပေါ့နော်နောက်တစ်ခုကလူတွေအားလုံးကိုလေအဲ့လိုပျော်စေခြင်းနဲ့စိတ်ပြီးရင်ကျမခေါင်းထဲမှာရှိတာကကျမကလေးရယ်ကျမချစ်သူရယ်ကျမမိဘရယ်နောက်တစ်ခုကလှူမယ်တမ်းမယ်ရတဲ့ဟာကိုကျမဝါသနာပါတယ်မမတို့သိဆွေရကြတော့မဟုတ်မခံစိတ်တော့ရှိဒါပေမဲ့တစ်ခါတလေကြောက်လူပဲရှင်စိတ်ထဲမှာတော့ခံစားရတာပေါ့မခံစားဘူးဆိုညားတာနော်ခံစားရတယ် သို့တော်လဲဘာကိုတွေးလိုက်လဲဆိုတော့ပြန်တွေးလိုက်တာပေါ့တက်ရလာနဲ့အမြ။ဩငါလဲသူတို့နေရာမှာဆိုရင်တိဆောက်ခွက်ကြီးတစ်ချိန်လုံးမြင်တာဆောက်မြင်ကတ်ချင်ကတ်မှာပေါ့ပေါ့။တိလာအဲ့လိုတွေးလိုက်တယ်ကွယ်အဲ့လိုသူတို့နေရာတွေပြန်တွေးလိုက်တယ်ဒီပုံမှာကြီးကဘာလဲတချို့ကြတော့လဲရုပ်ရှင်မကြည့်လဲလွယ်ရှင်ဥပမာကျမရဲ့ကန်တရားလဲပြောပြမယ်ဇလန်းတွဲကြတော့လဲတရဲတဲ့နဲ့ရက်သွားလေဟိုတစ်ချိန်လုံးသူတို့မှအပြစ်မရှိဘူးနော်ဘာလို့လဲဆိုစီပြောပြမယ် ရုပ်ရှင်ကြတော့လေလူတိုင်းဒီရုပ်ရှင်မကြည့်ဘူးအဲ့ဒါကျမကလည်းခွာရုပ်ရှင်ပဲတောက်လျှောက်ရိုက်နေတော့ကားကလည်းတင်ပြီးသားကားကလည်းနှစ်ကားလောက်ပဲရှိသေးတာကျမကသူ၁၀ကားရိုက်ထားတာဒီကောင်မကြီးဘယ်သူမှမသိနိုင်နောက်တစ်ခုက vlog တွေမှာ ਨੇ အဲဒီ interview မှာပဲအမြဲတွေ့နေရဖြစ်တော့တယ်ဒီကောင်မကြီးက interview တွေပဲပတ်ဖြေပြီးတော့ဘာဘာအမှုပညာအရေးချင်းမှမရှိပဲနဲ့အဲသိလားဘာလဲပေါ့အဲ့ဒါသူတို့အပြစ်မဟုတ်ဘူးကျမကသာသူတို့တွေလက်ခံလာနိုင်အောင်အရေးချင်းရှိအောင်လုပ်ပြရမှာကျမရဲ့ အဲဟွာပေါ့နော်ဒီလားကျမတာဝင်ပဲသူတို့ဒီအော်နေဟုတ်တယ်နေပါပါတာမမဘူးလို့ပြောအောင်ကလည်းကျမပဲလောက်ရမှာသူတို့နဲ့ဘာမှမဆိုင်ဘူးမဲနဲ့တူလည်းမဆိုင်ဘူးလူတယောက်ဒီမေတ္တာဆိုတာရောင်မြန်ဟပ်ပါတယ်ကျမဆိုရင်ကျမကို comment မှာပြောပြောဆဲဆဲဟာဒီကောင်မကြီးကနေရတာကပါတယ်ပြောပြောဘယ်တော့မှစိတ်ကိုဟွာမဖြစ်ပဲနဲ့ပြန်ခွီတာပဲများပါတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ကလည်းလူဆိုတာစိတ်ထွက်ပေါက်ဆိုတာရှိတယ်ရှင့် သူတို့မှလည်းမွန်းချက်မှုရှိမယ်လို့ကျွန်မထင်တယ်အဲ့ကြတော့ဒီကောင်မကြီးဆဲလိုက်လို့မွန်းချက်မှုပြေသွားရင်ကုသိုလ်ရနော်အဲ့ကြတော့ဆဲကြကို့လည်းချစ်အောင်ရောဟိုလှုပ်ယူဖန်တီးယူလို့မြောက်ချစ်စရာကောင်းဟီးလှုပ်ပြနေလေချစ်ချစ်မချစ်မလေအဲ့ဒါတော့ကျွန်မဝါသနာမပါဘူးရှင်ဒီတိုင်းမနေတတ်တယ်အဲ့ကြတော့ဟိုလှုပ်လည်းမယူတတ်ဘူးနောက်တစ်ခါကို့ရဲ့ကို့လက်ခံလာကိုလည်းကို့ပဲလှုပ်ရမှာဒါပဲသူကကို့ကကို့စကားနဲ့မကလို့ဘလောက်ပဲကျင်းဝင်လဲနေနေဟို မမြင်ဘူးတဲ့လူကတော့အဲဒီကောင်မကြီးကခွေးတို့ပေါက်ကဝင်တာပေါ့အဲ့လိုမျိုးပြောမှာပေါ့